ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့အထူးသတိပေးချင်တာကကျွန်တော်တို့ဒီမုတ်တုံစတဲ့ယာလီကာလကနေပြီးတော့၃လအတွင်းမှာမြန်မာပြည် မိုးများနိုင်တဲ့အတွက်ကြောင့်မလို့မိုးများနေကြနေရာတွေမှာမျိုးစဘာများပြေချာရွေးချယ်လိုပါတယ်။နောက်တည်ရောက်မှုတစ်ခုကတော့မြေအောက်ရေကြီးကြောင်း ပိတ်ဆို့မှုဖြစ်လို့မိုးပေါ်ကကြာသည်များရေတွေဟာ မြေပြင်ပေါ်ကနေပြီးတော့ဖြတ်တန်းစီးစစ်မှဖြစ်တဲ့တကြောင်မလို့မိမိတို့လေကလေးနဲ့စိုက်ပျိုးခင်းနေရဲ့ရေစင်းမြောင်းတွေကို ပို့ပြီးတော့နက်နက်တူးထားခြင်းအပြင်မိမိတို့ရဲ့ဒီနာများကိုအနှဲငယ်တော့ကာကွယ်နိုင်မယ်လို့ကျွန်တော်တို့အကြံပြုမုတ်တုံရသည့်အဝင်အထွက်ကိုတွက်ချက်သတ်မှတ်ပေးနေတဲ့အိန္ဒိယမိုးစလာကနေအိန္ဒိယပင်လယ်မှာအနောက်တောင်မုတ်တုံလေးစတင်နေပြီဖြစ်ကြောင်း အတီးပြုပြောကြားလိုက်ပြီးဖြစ်ပါတယ်ဒီအတွက်ဘင်္ဂလားပင်လယ်အော်ကနေမြန်မာနိုင်ငံကိုမုတ်တုံဝင်ရောက်လာပြီးဖြစ်လို့နိုင်ငံအောက်ပိုင်းတနင်္သာရီဒေသမှမကြခင်မိုးကြီးတွေရွာနိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါအပြင်တောင်တရုတ်ပင်လယ်ကမုန်တိုင်းဟာမေလ20ရက်နေ့လောက်ကျရင်တရုတ်ကမ်းခြေကိုချုပ်ကပ်လာကမုန်တိုင်းနဲ့အတူပါလာမဲ့မိုးတိမ်တွေဟာမြန်မာနိုင်ငံရှမ်းပြည်အတွက်မိုးကြီးဖို့ရှိနေပါတယ်။ဒီလိုအခြေအနေတွေနဲ့အတူအခုမေလ13ရက်နေ့မြန်မာနိုင်ငံတဝန်းမိုးရွာနိုင်မဲ့အခြေအနေတွေကိုဦးထေးတင် မိုးစလဘလော့ကကနေခမန်းတင်ပြပေးထားပါဗျ။မိုးစလဘကလည်းအဆိုပါလီဖီအားနေစေဤအချိန်ကြောင်းယနေ့မှစ၍မေလ23ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံ ရွာသွန်းနိုင်ကနေရာကွဲ၍မိုးကြီးခြင်းဒေတာအလိုက်မိုးကြီးနိုင်တယ်လို့ခန့်မှန်းသုံးသပ်ထားပါဗျ2025ခုနှစ်မေလ17ရက်နေ့အင်္ဂါနေ့မနေ့6နာရီဂျိုလူကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မိုးရသည်ကာလမုတ်တုံဝင်ပြီလားလို့ကျွန်တော်တို့စတင်လေ့လာကြအောင်လွန်ခဲ့တဲ့နှစ်လလောက်တည်းကလာနီညာဖြစ်စဉ်ဖြစ်လာတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာမိုးရသည်စောမယ်လို့သတိပေးခဲ့ပါတယ် အဲ့ဒီသတိပေးချက်တိုင်းတော်တို့ပြီးခဲ့တဲ့ရက်ကလည်းမြမားပြည်ကိုဝင်လာမဲ့မုတ်တုံလေးငားရဲ့စောမယ်လို့ကျွန်တော်တို့စတင်ခန့်မှန်းပေးခဲ့ပါတယ်ဒီကနေ့အိန္ဒိယမောလေဝသဌာနကနေပြီးတော့မုတ်တုံလေးစတင်တိုက်ခတ်နေပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဒီကနေ့စောစောလာတဲ့မုတ်တုံလေးကြောင့်မလို့အိန္ဒိယနိုင်ငံနဲ့ဗမာပြည်မှာရခင်နှစ်များထက်မိုးရီ ပုံမူရရှိနိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးတော့လေကမ္ဘာရာသူတင်ညာရှင်များနဲ့အိန္ဒိယမိုးဒလဌာနကဟမန်ချက်ဒီတာတင်ပေးနေဖြစ်ပါတယ်။ကောင်းပြီကျွန်တော်တို့ဗမာပြည်အတွက်ကြည့်မယ်ဆိုလို့ရှိရင်လေအိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းမုတ်တုံလေစီးကြောင်းဟာဗမာပြည်အောက်ဖျားကကော့တောင်ကိုစတင်ပြီးတော့ဒီကနေ့မနက်မှာတိုက်ခတ်နေပြီဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့73ရက်နေ့မှာဆိုရင်တော့မုတ်တုံလေတိုက်ခတ်နေပြီလို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။ လာမဲ့၁၄ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံလီဟာပုံမူအားကောင်းလာပြီးတော့မြမာပြည်အလဲပိုင်းကိုစတင်ပြီးတော့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီးတော့မှလေတုရှုပ်ထွေးမှုနဲ့လေဆိုင်ဝဲကြောက်မလို့မြမာပြည်အောက်ပိုင်းမှာရုတ်ရက်မိုးကြီးခြင်းတွေကြုံတွေ့နိုင်ရပါတယ်ထို့အတူပဲကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာဆိုလို့ရှိရင်၁၄ရက်က နေပြီးတော့စတင်ဖြစ်လာမယ်ပုံတိုင်းဟာရက်၂၀လောက်မှာတရုတ်ပြည်ကမ်းခြေနားကို တ်ပြီးတော့ရှင်အပေါ်ကတက်တဲ့တိမ်တွေကြောက်မလို့မြမပြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ရက်နီးတဲ့အခါမှာတူးကြတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့73ရက်နေ့မနေ့6ရက်တိုင်းတာရက်တွေရဘင်္ဂလားပင်လယ်တစ်ခုလုံးမှာတိမ်နှိပ်ရေငွေ့အပြစ်လွှမ်းခြုံပြီးတော့တိုက်ခတ်လာတဲ့မုတ်တုံလီစီးကြောင်းနဲ့တူမြမပြည်ကိုစတင်ဝင်ရောက်သွားတာတွေ့ရပါတယ် နေ့လယ်၁၂နာရီရောက်တဲ့အခါမှာတော့နေနေတိန်တွေကနေပြီးတော့ပူပြင်းတဲ့အပူချိန်ကြောက်မလို့မြမပြည်အထက်ကိုတက်သွားတဲ့အနေထားကိုအပြာရောင်နေနဲ့တွေ့ရမှာဖြစ်ပါလေဒီတိန်တွေကအပေါ်ရောက်လို့ရှိရင်တော့အေးနဲ့တွေ့ပြီးတော့ပြန်ကြမိုးနေနဲ့ရွာသွန်းမှာဖြစ်ပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်မြမပြည်မှာမိုးရွာတဲ့ပုံကနှစ်ပိုင်းဖြစ်နေပါတယ်အောက်ဘမပြည်ကမုတ်တုံမိုးစရွာသလိုပဲအထက်ဘမပြည်ကမုတ်တုံမိုးကမုတ်တုံ ရေငွေးကတက်တဲ့မိုးကပြန်ကြမိုးနေနဲ့ရွာနေတာဖြစ်ပါတယ်။ဟောပြီကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ဒီကနေ့73ရက်နေ့မှာ24နှစ်အတွင်းမြန်မာနိုင်ငံတစ်ခုလုံးမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့တချို့နေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်။ဒီအဝါရောင်ပြနေတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့24နှစ်အတွင်းမှာမိုးရေချိန်1.4လက်မကနေပြီးတော့1.6လက်မအထိရွာနိုင်တဲ့အနေအထားရှိပါတယ်။ အဝါရောင်ဒေသတွေကိုလေ့လာတဲ့အခါမှာ ကချင်ပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်မကွေးတိုင်းရှမ်းပြည်နယ်နဲ့အောက်ဖက်ကယားပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးပြီးတော့အခြားတိုင်းတဲ့ပြည်နယ်တွေမှာနေရာကွက်တာမိုးရွာနိုင်ပါတယ်ကျွန်တော်တို့လာမယ့်၁၄ရက်နေ့မှာတော့စောစောကပြောတဲ့မုတ်တုံလေးထိုးဖောက်ဝင်အောင်မှုကြောင့်မလို့မြန်မာပြည်အောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့ မိုးအဆင့်ထိရွာနိုင်တဲ့အနေအထားတွေ့ရသလိုပဲတောင်တရုတ်ပင်လယ်ကလာတဲ့ရေငွေ့ကြောင့်မလို့ရှမ်းပြည်မှာစတင်မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါတယ်ကျွန်တော်တို့အသေးစိတ်လေ့လာခံမှန်းပြီးတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့အထူးသတိပေးချင်တာကကျွန်တော်တို့ဒီမုတ်တုံစတဲ့ယာဒီကာလကနေပြီးတော့၃လအတွင်းမှာမြန်မာပြည်မိုးများနိုင်တဲ့အတွက်ကြောင့်မလို့မိုးများနေကြနေရာတွေမှာမျိုးစဘာများတေချာရွေးချယ်လို့ရပါတယ်နောက် တည်ရောက်မှုတစ်ခုကတော့မြေအောက်ရေကြီးကြောင်းပိတ်ဆို့မှုဖြစ်လို့မိုးပေါ်ကကြာသမျှရေတွေဟာမြေပြင်ပေါ်ကနေပြီးတော့ဖြတ်တန်းစီးဆင်းမှဖြစ်တဲ့အကြောင်းမလို့မိမိတို့လေကလေးနဲ့စိုက်ပျိုးခင်းနေရဲ့ရေစင်းမြောင်းတွေကိုပို့ပြီးတော့နက်နက်တူးထားခြင်းအပြင်မိမိတို့ရဲ့ဒိနာများကိုအနည်းငယ်တော့ကာကွယ်နိုင်မယ်လို့ကျွန်တော်တို့အကြံပြုတင်ပြပါရစေ။ကျွန်တော်တို့အသံဖိုင်ကို939 Telegram မှာ download လုပ်ပြီးတော့မိမိတို့ရဲ့စီးပွားဘက်လောက်ပေါ်ကိုင်မဲ့မိတ်ဆွေများကိုဝေမျှလိုက်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်